Burma Independent Voice BMI ကိုကြည့်ရှုအားပေးနေတဲ့ပြည်သက်အားလုံးမင်္ဂလာပါခင်ဗျာ BMI ရဲ့ Editor သုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်ကိုဖောင်းမောင်နဲ့အတူကိုကြော့မောင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုကြော့မောင်မင်္ဂလာပါခင်ဗျာဟုတ်မင်္ဂလာပါကိုဖောင်းမောင်ရေကိုကြော့မောင်ရေဒီနေ့တော့ကျွန်တော်တို့ဒီ social media ပေါ်မှာလူပြောများနေတယ်ပေါ့နော်ရန်ကုန်မြို့ဒီပပယ်တန်းမြို့နေက Beautyland Hotel ကလူတက်မှုနဲ့ပတ်သက်ပြီးသုံးသက်ကြည့်အောင်ဗျာ ။ဘာလို့လဲဆိုတော့ဒီအကြောင်းအရာအဲငင်းခုမှုတွေလည်းရှိသလိုငင်းခုကြတဲ့နေရာမှာလည်းဒါစစ်တပ်ကလုပ်လို့ရှိတဲ့အဲလူစားတို့ဖမ်းပြရလား။ဒါမှမဟုတ်ပြီးခဲ့တဲ့ရက်က6အုံမြို့နယ်ထဲမှာဒီတရင်ကျုပ်ပေါ့စင်မီပွဲတော်မှာစင်မီတပိတ်ပေါ့စင်မီတပိတ်ကိုဘုံကျဲတိုက်ခိုက်ခဲ့လို့အဲကလေးငယ်နဲ့ရတားပြည်သူတွေတေဆုံတဲ့တရင်ကိုဖုံးကျင်လို့လားဆိုပြီးပြောဆိုနေကြတာတွေတွေ့တွေ့ရတယ်ပေါ့နော်ကိုကျုံမောင်ကိုကျုံမောင်ဒါကိုအရင်ဆုံးသုံးသပ်ပေးပါလားဘလို့များမြင်ရှိလဲ ဟုတ်ကဲ့ပါကိုပုံမောင်လေးဆိုတော့ဒီခြေနေကတော့ဗျာဟိုသုံးသက်ဖို့ခက်ပါတယ်ဒါကိုစိတ်ထင်နေလဲပြောလို့ရတဲ့အကြောင်းအရာမျိုးလည်းမဟုတ်ပါဘူးဆိုတော့ဒီနေရာမှာတစ်ချက်ပေါ့လေဟိုဆိုရှယ်မီဒီယာမှာလူတွေငြင်းခုန်နေကြသလိုဒါကဟိုလူသားတို့ဖမ်းပြတာလားဒါနောက်ပြီးတော့ဒါတော်တော်လေးကိုလူမဆန်နဲ့ပေါ့လေသတင်းကြွစင်ပြီးတဲ့ဘက်ကိုဒီဘုံကျဲတိုက်ခိုက်ခဲ့လို့ဒါဒီကလေးတငယ်နဲ့ဒီလူပြည်သူတွေတေဆုံးရတယ်ပေါ့လေဒီသတင်းကိုဖုံးကျင်တာလားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေငယ်လေးဟိုပြောချင်ပါတယ် ဆိုတော့ဒါကဘာလဲဆိုတော့လူတွေကဟိုလေဒီပထမတစ်ချက်ပေါ့လေလူသားတို့ဖမ်းပြတာလားဆိုတဲ့နေရာမှာဆိုလူတွေကဟိုဒီလိုအမှုကင်းနေမှာဒီတရားဥပဒေနဲ့တရားဥပဒေပေါ်ဆောင်နေတဲ့ရန်နေရာတွေကိုဒါမယုံကြည်ကြဘူးဗျာဒါတော့ရှင်းပါတယ်မြန်မာနိုင်ငံမှာကလည်းဒီတရားဥပဒေဆိုတာကဒီစစ်တပ်လက်ထက်မှာပဲရှိနေတာဗျာဆိုတော့ဟိုနောက်ပြီးဒီအာဏာသိမ်းထားတဲ့ဒီစစ်အုပ်ချုပ်ရေးအောက်မှာကဒီပြည်သူတွေအတွက်ဝလုံးကြုံမှုဖြစ်စေတဲ့ဒါရာဇဝတ်မှုတွေနောက်တစ်ခါရာဇဝတ်ကောင်တွေကိုဒါဖမ်းဆီးအရေးယူတာအထက်ပေါ့နော်ဒီ ီအာနာသိမှုကိုစန့်ကျင်တဲ့နိုင်ငံရေးသမားတွေ၊ကျောင်းသားပြည်သူတွေ၊လူငယ်တွေဒါတွေကိုပဲဖမ်းဆီးဖို့ပဲသူတို့ကဒါအဓိကထားလုပ်နေတာကိုဒါပြည်သူတွေကမြင်နေကြတဲ့အခါကျတော့ဟိုဒီလိုသုံးသက်ကြတာဒီလိုမြင်ကြတာမဆန်းပါဘူးဆိုဘာဘာလို့လဲဆိုတော့ဒီအာနာသိန်းစစ်တပ်ကိုယ်တိုင်ကဒီရာဇွေးကောင်တွေဖြစ်နေလို့ပေါ့လေဆိုတော့နောက်ပြီးတော့ဒီသူတို့လက်အောက်မှာတရားဥပဒေဆိုတာလည်းမရှိဘူးဒါကလည်းရှင်းပါတယ်ဒီနောက်ပြီးတော့ဒါနောက်တစ်ချက်ပေါ့လေကလေးတငယ်တွေအပါအဝင်ဒီရက်သားပြည်သူတွေထိခိုက်ပြီးဆုံးသွားတဲ့ဒီချောင်းဦးမြို့နယ်တွေကဒီစီမီတပိတ်ကိုဒါဘုံကျဲတိုက်ခိုက် ဘုံကျဲတိုက်ခိုက်ခဲ့တဲ့တရင်ကိုဖုံးကျင်လာလားဆိုတာကတော့ဆိုကျွန်တော်ပြောချင်တာကတော့ဗျာဒီလိုလူမဆန်တဲ့ဒီအကြမ်းဖက်လို့ရက်တွေကိုဘာနဲ့မှဖုံးလို့မရဘူးဗျဒါဒါရရှင်းပါတယ်ဆိုပြည်သူတွေအနေနဲ့အားလည်းဒါကိုရှင်းရှင်းလင်းလင်းနဲ့ညင်ဖို့တော့လိုအပ်ပါတယ်ဒီလိုအကြမ်းဖက်မှုတွေကိုဒီမေးပြောက်လိုက်ဖို့လို့နောက်တစ်ခါကိုကိုနေထိုင်တဲ့ဒေတာနဲ့အနီးပတ်ဝန်းကျင်တည်းမှာဖြစ်တာမဟုတ်လို့အရေးမကြီးဘူးလို့သဘောထားလို့မရပါဘူးနောက်ပြီးတော့ဒါစစ်တပ်ကဒီလိုလုပ်နေကြပဲ စစ်တပ်ကဒီလိုပဲလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်နေကြပဲဒါစိတ်ဝင်စားတဲ့အတင်းမဟုတ်ဘူးဆိုပြီးတော့လည်းကြော်လိုက်လို့မရပါဘူးဟိုပြောရရင်ပြဒါကဆိုးရွားလုံးနဲ့လူသားမျိုးနဲ့ပေါ်မှာကျူးလွန်နေရာဇဝဲမှုဖြစ်တယ်ဆိုတာတော့ဒါပတ်တန်းတင်ထားပြီးသားလို့တော့ကျွန်တော်ပြောချင်ပါတယ်ခဏဦးပေါ့လေဟုတ်ကျေးဇူးပါကိုမောင်ဟုတ်ကဲ့ကျေးဇူးပါကိုကျောင်းမောင်ကျွန်တော်တို့ဒီမှုနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ဆွေးနွေးကြည့်အောင်ဗျာစစ်ကော်မရှင်ရဲ့ရဲဘက်ကထုတ်ပြန်ထားတာကတော့ကျူးလွန်နေလူငယ်လေးကဒီ16နှစ်ပဲရှိသေးတယ်ပေါ့နော်သူကရုပ်ရှင်တွေဂိမ်းတွေကို ဆွေးလမ်းပြီးတော့ဒါမျိုးကျူးလွန်နေဆိုတဲ့အချက်ပါတယ်ဒါလူတွေကြားမှာလည်းပြောနေကြတာပေါ့ဒီပေါ်ကိုကြွမှန်ဘယ်လိုမြင်လဲသုံးသက်ကြည့်ပေးပါလားအာဟုတ်ကဲ့ပါကိုဖိုးမောင်ကြီးဆိုတော့ဒါကိုမသုံးသက်ကြည့်ရင်ပေါ့လေကျွန်တော်ကိုဖိုးမောင်ကိုပေါ့ဒါကြည့်နေတဲ့ပြည်သက်တွေပေါ့အရင်ဆုံးပြောချင်တာရှိပါတယ်ဆိုတော့ဒါလည်းဆိုတော့ဒါမျိုးကတော့ကျွန်တော်တို့သုံးသက်ကြည့်ဖို့လို့တော့မရဘူးပေါ့လေသုံးသက်ဖို့ခဲရင်းပါတယ်ဆိုတော့ဒါကဂေတန်းကကြာတော့ဒါလေးလေးလာချင်းကြရမယ့်ဟိုအကြောင်းအရာမျိုးပါဆို ဆိုတော့ဒါမျိုးကိုလေးလာချင်းခဲ့တင်တာကလည်းဗျာဒီသက်ဆိုင်ရာကျွမ်းကျင်တဲ့ပညာရှင်တွေပေါ့လေဒီလိုပညာရှင်တွေကပဲဟိုလေးလာချင်းခဲ့တင်တာမျိုးပါဆိုတော့ကျွန်တော်တို့ကတော့ဒါတည့်ရတိုင်းပညာရှင်တွေမဟုတ်ပါဘူးဟိုဒါပေမဲ့ဒီလိုဖြစ်ချက်တွေဆိုတာဒါစိတ်ဝင်စားဖို့ကောင်းနေတော့ကျွန်တော်တို့ကဒါလိုက်ပြီးတော့ကိုတက်နိုင်တော့လိုက်ရှာဖွေကြည့်ရဖက်ရှုကြည့်ရလေ့လာကြည့်ရပေါ့နော်ဒါမျိုးတွေတော့ကျွန်တော်ဟိုလုံးလုံးကြည့်ပါတယ်ဆိုတော့အဲ့ဒီကနေကျွန်တော် တွေ့လာတဲ့အချက်လက်တွေကိုဝယ်အခြေခံပြီးတော့ပေါ့နော်ကျွန်တော်ဒီမှာနည်းငယ်ဒီချင်းကကြည့်တာမျိုးသုံးသက်ကြည့်တာမျိုးကျွန်တော် လုပ်သွားပါမယ် ဆိုတော့ဒီနေရာမှာတော့ကျွန်တော်ဒီဖြစ်စဉ်ကိုတော့ကျွန်တော်ပြန်ပြီးပြောမနေတော့ဘူးเนาะဒါဒါဖြစ်စဉ်ကလည်းမျိုးမျိုးပြောနေကြတာရှိတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်းဒါဟိုတုံးသက်ပြောဆိုနေကြတာရှိတယ်ဟိုသတင်းဌာနတွေကမတူညီတဲ့ပုံစံတွေနဲ့ရေးသားနေကြတာလည်းရှိတယ်ဆိုတော့ဆိုတော့ဆိုတော့ဒီဖြစ်စဉ်ကိုကျွန်တော်မပြောတော့ဘူးเนาะဟိုကိုလည်းမြင်တွေ့ရတဲ့ဖြစ်စဉ်မဟုတ်မနေဘူးနောက်တစ်ခါဒီမျက်မြင်သက်သေပါနေတယ်ကိုတွေတွေ့ဆုံမြင်မြန်ပြီးတော့သိရတဲ့အချက်လက်တွေလည်းရှိမနေဘူးပေါ့ဆိုတော့ဟိုဒါကိုတော့ကျွန်တော်ဟိုဖြစ်စဉ်ကိုကျွန်တော်ပြန်မပြောတော့ပါဘူး အထက်ပြပြောရရင်ဒါကြီးစုနေတဲ့ပြည်သက်တွေအနေနဲ့လည်းဒါကျွန်တော်ဆွေးနွေးသုံးသက်တာကိုဒါညှင်းခုံလို့ရတယ်နောက်တစ်ခါဒီထက်ပြီးတော့လေးလာကြည့်လေးလာခြင်းနဲ့ဆိုရင်လေးလာကြည့်ဖို့လည်းကျွန်တော်တိုက်တွန်းပါတယ်ဆိုတော့အခုခေတ်ကလည်းဒါ AI တွေပါတယ်လည်းရှိနေတော့ဟိုလေးလာရတာကလည်းတိတ်မခဲရင်ပါဘူးသေချာလေးဆက်လက်ဟိုစနေတကြလေးလာနိုင်တယ်ဆိုလို့ရှိရင်လေးလာကြဖို့ကျွန်တော်တိုက်တွန်းပါတယ်နောက်တစ်ခါဒီဒီဒီလိုအရေးနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်ပညာရှင်တွေအနေနဲ့လည်းဒီထောက်ပြကြဖို့လည်းကျွန်တော်ဟိုအရင်ဆုံးတိုက်တွန်းလိုပါတယ်အဲ့တော့ဟိုကိုဖုံးမောင်ပြောခဲ့တဲ့အထဲမှာပါတာပါတဲ့အချက်ပေါ့လေ ဆိုတော့ဒီ session အရွယ်ပဲရှိသေးတယ်ဒီကောင်လေးပေါ့နော်ဒီကလေးငယ်လေးလူငယ်လေးอ่ะဒါရုပ်ရှင်တွေခိန်းတွေသူကတော်တော် ဆွဲလန်းပြီးတော့ဒီလူသက်မှုကိုကျွလွန်တာဖြစ်နိုင်သလားဆိုတာမျိုးပေါ့ဟိုဒါကိုလည်းကျွန်တော်ဟိုစိတ်ဝင်စားတော့နည်းနည်းငယ်ကျွန်တော်လေ့လာကြည့်ပါရဲကြည့်တဲ့အခါမှာဘာတွေ့ရတဲ့ဆိုတော့ဒီပညာရှင်တွေပေါ့လေပညာရှင်တွေသူတေသနာတွေအရာဒီရုပ်ရှင်တွေဒီလိုဂိမ်းတွေကဒီလူသက်မှုတွေကျွလွန်အောင်လက်ရိုက်ဖြစ်စေတဲ့အကြောင်းရင်း direct case တော့မဟုတ်ဘူးလို့လည်းပြောကြပါရဲ့ ဆိုပြောရရင်ဂိမ်းဆော့တဲ့လူတိုင်းနောက်တစ်ခါဒီရုပ်ရှင်ဟာအက်ရှင်ကားတွေတက်ဖြတ်တဲ့ကားတွေဒီလိုမျိုးကားတွေကြီးတဲ့လူတိုင်းကအပြင်မှာအကျမ်းမဖက်ကြပါဘူးဟိုဒါမှမဟုတ်ပေါ့လေတခုရှိတာကဒီအလွန်ကျွန်ဆွဲလန်းလာတဲ့အခါမျိုးမှာနောက်တစ်ခါဒီလူတယောက်ရဲ့စိတ်နဲ့အပြုအမူကိုဒီတွေဝိုက်တဲ့နေနဲ့တက်ရောက်နိုင်တာမျိုးတော့ရှိရလို့လေဒီလိုဟိုသူတေသနာတွေဒီလိုပညာရှင်တွေကပြောကြတာရှိပါတယ်ဟိုပြောရရင်တော့ဗျာဒီရုပ်ရှင်တဲ့ဂိမ်းတွေကိုဆွဲလန်းတာတခုတည်းနဲ့ဒါလူတယောက်က ဒီစိတ်ဒစလူသက်သမားဖြစ်သွားဘူးဆိုတာကတော့ဒီဖြစ်နိုင်ဒီအလွန်နည်းတယ်လို့လည်းဒါသူတို့သူတင်နေတဲ့အချက်လက်တွေမှာတွေ့ရပါတယ်ဆိုတော့ဒါပေမဲ့ဟိုတခြားသောနောက်ခံအကြောင်းတရားတွေပေါ့လေဟိုနောက်ခံအကြောင်းတရားတွေနဲ့ပေါင်းဆက်သွားတဲ့အခါမျိုးမှာတော့ဒီအကျန်းဖတ်မှုတွေကိုတွန်းအားပေးတဲ့အချက်တစ်ခုပေါ့လေဒါမျိုးလည်းဖြစ်လာနိုင်နေဆိုတာမျိုးဟိုကောက်ချက်ချတာမျိုးရှိတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါမျိုးဒီရုပ်ရှင်တွေ game တွေဒါတွေကိုအလွန်ကြုံဆွဲလန်းလာလို့ရှိရင်ဖြစ်လာနိုင်တဲ့ ီလူတွေရဲ့စိတ်နဲ့အပြုမှုတွေပေါ့လေဒါတွေကဘာတွေဖြစ်လာနိုင်မလဲဆိုတာလည်းဒါလေးလာထားချက်တွေလည်းရှိပါတယ်ဆိုတော့အဲ့ဒီအချက်တွေကိုလည်းကျွန်တော်ဒီနေရာမှာလည်းနည်းငယ်ထည့်ပြီးတော့ဟိုလေးဆွေးနွေးကြပါတယ်ဆိုတော့အဲ့ဒီမှာပထမဆုံးတစ်ချက်ကဘာလဲဆိုတော့ဒီလိုမျိုးအလွန်အကျွံဆွဲလန်းလာတဲ့အခါတွေမှာပေါ့လေဆိုတော့ဘာတွေဖြစ်နိုင်တယ်ဆိုတော့သူကအကြမ်းဖက်မှုကိုရိုးရီသွားတဲ့အခြေအနေတွေဖြစ်နိုင်တယ်ပေါ့ဒါရုပ်ရှင်တွေဗီဒီယိုတွေနောက်တစ်ခါဒီမီဒီယာတွေဒါတွေမှာသူတက်ဖြတ်တာတွေတွေးထက်တန်ယုံမြင်ငွေးတွေဒါတွေကိုအမြဲလို့လို့ကြီးကြီးနေရတဲ့အခါမှာဒါ တကယ်လက်တွေ့ဘဝမှာဒီသူတို့ကဒီအကြမ်းဖက်မှုတစ်ခုခုကိုမြင်တွေ့ရရင်တိတ်ပြီးထိတ်လန့်မနေတော့တာပေါ့နော်နောက်တစ်ခါဒီသနာကျင်နာစိတ်နေပါလာတာဒါမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခါဆိုရင်ထုံသွားတယ်လို့ခေါ်ကြတာပေါ့ဗျာဒါမျိုးဖြစ်နိုင်တယ်လို့လေဒါဒီဟာနဲ့ပတ်သက်ပြီးလေ့လာထားတယ်ဟိုလေ့လာထားချက်တွေမှာပေါ်ပြထားတာကိုကျွန်တော်တွေ့ရပါတယ်နောက်တစ်ခါနောက်တစ်ချက်ကကြာတော့ဗာလဲဆိုတော့သူရန်လိုတဲ့တွေးခေါ်နေတဲ့ဒီခံစားချက်တွေများလာတဲ့အချက်လေးပါပါတယ် ဆိုတော့ဒီလိုဟိုဘယ်လိုပြောမလဲဒီလိုအကြမ်းဖက်မှုတွေပါတယ်ဒီတပ်ဖြတ်မှုတွေပါတယ်ဒီလို game တွေရုပ်ရှင်တွေရတာရှိရှိသူတွေရဲ့စိတ်ထဲမှာရန်လိုတဲ့အတွေးတွေဒေါသထွက်ထွက်လေတဲ့ခံစားချက်တွေကိုခဏခဏဟိုခဏတာပေါ့ခဏခဏတော့မဟုတ်ခဏတာမြင့်တက်စေနိုင်တယ်လို့လေဒါသူတွေကအချိုးကနေပြီးတော့ကြက်သားရဲ့ထဲမှာပါပါတယ်ဒါပေမဲ့လေဒါကများသောအားဖြင့်တော့ယာယီတက်ရောက်မှုသာဖြစ်တယ်လို့လေဒါဆိုထားပါတယ်အဲနောက်တစ်ချက်ပေါ့လေနောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီအမှုမှာဆိုလို့ဒီအမှုမှာဆိုလို့ရှိရင်လေအဓိက လူတွေပြောနေကြတဲ့ဒီဟိုရုပ်ရှင်တွေဂိမ်းတွေတွေကနေဟိုအပြုမှုတွေတင်ယူပြီးတော့ဗောနော်ကျူးလွန်မိတယ်ဆိုရင်ဟာဗောပြောဆိုတာတွေလည်းရှိပါတယ်ဆိုတော့အဲ့ဒါမျိုးပါပဲဒါဆိုတော့ဒီအကြံဖက်တဲ့အပြုမှုတွေကိုတင်ယူမိတာမျိုးလည်းဖြစ်နိုင်တယ်ဆိုတဲ့အချက်တွေမှာထည့်ထားပါတယ်ဘာလို့ဟိုတချို့လူတွေကဗောနော်အထူးသဖြင့်ဒီကလေးတွေနောက်တော့ဒီဆက်ကြောတက်တွေဗောဆိုတော့ဒါတွေကိုပြဿနာတစ်ခုကိုဗောနော်ဖြေရှင်းဖို့အတွက်ဗောတော့ဒီအကြံဖက်တဲ့ဒီလန်းတွေကိုဒီဂိမ်းတွေ ရုပ်ရှင်တွေကနေတင်ယူမိတာမျိုးလေဖြစ်နိုင်တယ်လို့လည်းဆိုထားပါတယ်ဥပမာဆိုကြပါစို့ဗျာဟိုဟိုတခုခုပြဿနာတခုခုဖြစ်လာတယ်လူငယ်တွေကြားထဲမှာအဲညှဉ်းခုံမှုတွေဟိုမကျေနပ်မှုတွေဖြစ်လာရင်ဖြည့်ရှင်းတဲ့ပုံစံအားဒီအကျန့်ဖက်တဲ့နည်းလမ်းဆိုကြပါစို့ဗျာထိုးတာကြိတ်တာတွေဆိုဒါမျိုးတွေအတွေးမျိုးတွေလည်းသူဝင်သွားတာမျိုးလေဖြစ်နိုင်တယ်ဆိုတဲ့အချက်တွေလည်းပါပါတယ်နောက်တစ်ခါကြတော့နောက်ဆုံးတစ်ချက်ပေါ့နောက်တစ်ချက်ကကြတော့ဘာလဲဆိုတော့ဒီလက်တွေ့ဘဝနဲ့ဒီစိတ်ကူးရင်ကဘာကိုသူတို့မခွဲခြားနိုင်တော့တဲ့အခြေအနေတွေလည်းဖြစ်နိုင်ပါတယ် ဆိုတော့ဟိုအဲ့ဒါတော့ဒါတကယ်ကိုအလေးထားရမယ်အရေးကြီးဆုံးနဲ့နောက်တစ်ခါဒါမှမဟုတ်ဟိုဖြစ်တောက်ဖြစ်ခဲ့အခြေအနေပေါ့ဗျာရှားပါတဲ့အခြေအနေပါဆိုတော့ तू ကဒီရုပ်ရှင်တွေဂိမ်းတွေကိုအလွန်မင်းဆွဲလန်းပြီးတော့ဒီဆွဲလန်းတဲ့ဒီလူတယောက်ပေါ့နော်နောက်ကဒီလူငယ်တယောက်ဒီလိုလူငယ်တွေဒီလိုကလေးငယ်တွေကစိတ်ကျမ်းမာရေးအခြေခံမကောင်းဘူးစိတ်ကျမ်းမာရေးသူ့ရဲ့ပင်ကိုစိတ်ကျမ်းမာရေးကမကောင်းဘူးဆိုလို့ရှိရင်တော့ဂိမ်းတွေကကဘာနဲ့ဒီဂိမ်းတို့ဒီရုပ်ရှင်တို့တွေကကဘာနဲ့အပြင်ကဘာနဲ့သူကရောထွေးသွားပြီးတော့ ဂိန်းတွေကလိုပဲပြုမှုတွေပြုမှုလို့ရတယ်ဆိုတော့ထင်အောင်ထင်မှားဖြစ်မှုတွေလည်းဟိုဖြစ်သွားနိုင်ပါတယ်ဆိုတော့ဒါပေမဲ့ဒီလိုအခြေအနေတွေကတော့ဟိုပြောသူပေါ့အရန်ရှားတယ်ပြီးတော့သူ့ရဲ့နောက်ခံအကြောင်းတရားတွေလည်းရှိနေမှာဒါဖြစ်လိရှိတယ်လို့ဒီလိုမျိုးသုံးသူကောက်ချက်တွေရှိပါတယ်အဲကိုကျမောင်ဒီနေရာမှာကျွန်တော်နည်းနည်းဖြည့်ပြီးတော့မေးချင်တာပေါ့ဒီလိုရုပ်ရှင်တွေဒီဂိန်းတွေကနေပြီးတော့အတူယူပြီးတော့ဒီဆက်ကြော်သက်ရွယ်လူငယ်တယောက်ကဒါဆိုရင်မှုကျွလွန်တဲ့အပေါ်မှာဒီစိုးရင်ကြောက်နေလို့မြင်ရတဲ့လူတွေလည်းရှိရပေါ့ အခုကြောက်မောင်တည့်ရတိုင်းပဲအခုချိန်မှာကျွန်တော်နိုင်ငံမှာရုပ်ရှင်တွေဘာတွေဆိုတာလဲအသက်အသက်ရွယ်ကန့်သက်ထားမျိုးမရှိဘူးလေနောက်ပြီးဒီ Telegram တို့ဘာလို့မှဆိုလို့ရှိရင်ဒီပေါ်ပေါ်လောလောကြည့်လို့ရနေတော့စိုးရိမ်မယ်ဆိုလဲစိုးရိမ်ကြပဲပေါ့ဒီပေါ်ကိုကြောက်မောင်ဆွေးနွေးပြပေါ့အာဟုတ်ပါတယ်ဘူဖုံးမောင်ကြီးဆိုတော့ကျွန်တော်တို့ဒီမှာကလည်းဒီရုပ်ရှင်တွေဗီဒီယိုတွေဆိုတာ rating စနစ်နဲ့တွားတာမဟုတ်ဘူးပေါ့လေဟိုတက်ရွယ်ပဲတက်ရွယ်ကတော့ဘလူအာမျိုးတွေကြည့်ရမယ် အဲမှာ session နဲ့မကျော်သေးရင်ဘလို့ကားမျိုးတွေကြီးလို့မရဘူးဘလို့ရုပ်ရှင်တွေကြီးလို့မရဘူးဘလို့ game တွေဆော့လို့မရဘူးဒါတွေကတော့နိုင်ငံတကာမှာတော့ဒီအသက်အရွယ်နဲ့ကန့်သက်ထားတဲ့ဟာတွေရှိပေမဲ့ကျွန်တော်တို့ရှိမှာဒီလိုအကန့်သက်တွေထက်ပေါ့လေတခြားဒီစင်စာစနစ်တွေပဲရှိရပါဒီနိုင်ငံကြီးတွေဒီစစ်ဟိုဘလို့ပြောမလဲဒီဒီစေဆိုးရကဒီချမှတ်ထားတဲ့ဟိုဟာတွေသူရဲ့သတ်မှတ်တဲ့ rating တွေနဲ့ပဲသွားတာပါစင်စာစနစ်တွေနဲ့ပဲသွားတာပါဒီလို rating အနေနဲ့သွားတာမျိုးမရှိဘူးနောက်တစ်ခါကျတော့တည့်ရတိုင်းဒီဘက်ကမှကျွန်တော်တို့ဒီ social media တွေထွန်းကားလာတဲ့ နော်အင်တာနက်တွေကနေလွယ်တူရနိုင်တယ်ဒါတွေကလည်းအကန့်အသတ်နဲ့မဟုတ်တဲ့ခါကြတော့ဒီလိုမျိုးစိုးရိမ်ကြတာလေဟိုစိုးရိမ်မယ်ဆိုတာလက်ဟိုလက်သင့်ခံရမှာပဲဘာကြောင့်လဲဆိုတော့ဒါမျိုးလူငယ်တွေဟိုတက်ရမိဘတွေဆိုလို့ရင်ပို့ပြီးတော့ဒါမျိုးစိတ်ပူကြတာပေါ့လေဒီလိုအခြေအနေကတော့ဒါဟုတ်ပါတယ်ကိုဖုံးမောင်ပြောခဲ့သလိုပဲစိုးရိမ်စရာအခြေအနေဖြစ်သလိုစိုးလေစိုးရိမ်နေကြပါတယ်ဆိုတော့ဟိုဒီမှာလဲဟိုဆွေးနွေးစရာရှိလာထိတာကတခုကဒီလုတ်ရှင်တွေဗီဒီယိုတွေကနေလူငယ်တွေကအတူယူမားတွေဖြစ်လာတယ် ဖြစ်လာနိုင်တယ်ဆိုတာတွေပေါ်မှာတော့ကျွန်တော်တိတ်ပြီးတော့လေဟိုအရင်ကြီးကျွန်တော်မဆွေးနွေးလို့ဘာကြောင့်ဆိုလဲဒါကဟိုစနစ်တကျလေးလာပြုစုထားတဲ့သူတည်သနာအချက်လက်တွေကိုကိုးကားပြီးမှဟိုပြောသင့်တာမျိုးကိုဒါမျိုးဖြစ်နေတဲ့အခြေအနေကိုဥပမာဆိုကြပါဘူးကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်အတူယူမှားတယ်ဆိုတာကဘလို့အခြေအနေမျိုးကိုအတူယူမှားတယ်လို့ပြောမှလည်းဒါလည်းကျွန်တော်တို့ကထည့်ပြီးစဉ်းစားရပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီပြောကြမယ်ဆိုလို့ရှိရင်တော့ဒါဒီရုပ်ရှင်တွေဗီဒီယိုတွေနောက်တစ်ခါ ီလိုအားရတဲ့လူတွေကိုလွှမ်းမိုးမှုရှိတယ်ဆိုတာလည်းအမှန်ပါပဲဒါဟိုကျွန်တော်တို့ဒီမြန်မာပြည်မှာဆိုလို့ရှိရင်လေဒီမြန်မာရုပ်ရှင်ကားတွေကလူတွေကိုလွှမ်းမိုးတာပဲလူတွေအမှုအကျင့်တွေအကျင့်စရိုက်တွေဒါမျိုးတွေကိုလွှမ်းမိုးတာတဲ့အခြေအနေတွေရှိပါတယ်ဥပမာဆိုကြပါစို့လူတွေရဲ့ဒီစင်စာတွေးခေါ်နိုင်စွမ်းလေးလာသိဉာဏ်နိုင်စွမ်းတွေပေါ်မှာလေဒါတနည်းတစ်ပုံအကျိုးသက်ရောက်မှုတွေရှိပါတယ်ဒါလည်းမှန်ပါတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်ဒီနေရာမှာပြောချင်တာတစ်ခုပေါ့လေဟိုဆက်ကြောတဲ့အရွယ်ကလေးတယောက်က ဒီဆိုးရွားလုံးတဲ့လူတက်မှုတစ်ခုကိုကျူးလွန်နေဆိုတဲ့နေရာမှာဟိုလှုပ်ရှင်နေဂိမ်းနေဆိုတာတစ်ခုတည်းထပ်ပို့ပြီးတော့မှသူ့ရဲ့ငယ်ဘဝတွေနောက်တစ်ခါမိသားစုအခြေအနေတွေသူမှရှိနေတဲ့စိတ်ဒဏ်ရာတွေနောက်တစ်ခါသူသူ့ရဲ့မူလရှိနေတဲ့အခြေခံစိတ်ကြမ်းမာတွေပေါ့ဟိုဒါတွေကိုလည်းထည့်သွင်းစဉ်းစားဖို့လိုရတယ်လို့နောက်တစ်ခါသူရှင်သန်ရတဲ့လူမှုအတိုင်းဝန်နိုင်ငံအခြေအနေဒါတွေကိုမျက်ကွယ်ပြုပြီးတော့ တော်တော်မရဘူးပေါ့နော်ဆိုတော့ဟိုဓာရီကိုမျက်ကွယ်ပြုလိုက်ပြီးဒါဒီလိုဖြစ်လာတာဒီဒီလိုဖြစ်လာတဲ့အကျိုးဆက်တွေဒီအကြောင်းရင်းခံတွေဒီရုပ်ရှင်တွေဂိမ်းတွေကနေအတူယူမှားတာပါဆိုတော့ကောက်ချက်တစ်ခုလဲနေတော့ပုံချလိုက်လို့မရဘူးဒီလိုပုံချလို့လေဒါလုံလောက်မှုရှိမှာမဟုတ်ဘူးဆိုတော့ဟိုကျွန်တော်တို့ပြန်ပြီးတော့ဆက်လေ့လာကြည့်တဲ့အခါမှာဒီအနောက်နိုင်ငံကသူတေသနာပညာရှင်တွေလေ့လာသုံးသပ်တာတွေမှာလဲဒါဗီဒီယိုဂိမ်းနာမမဟုတ်ရုပ်ရှင်တွေကလူသက်မှုလို့ပြင်းထန်တဲ့အကြမ်းဖက်မှုတွေကိုတိုက်ရိုက်ဖြစ်စေတဲ့အကြောင်းရင်းမဟုတ်ဘူးလို့ ဟိုကောက်ချက်ချတာမျိုးရှိကြပါတယ်။အဲ့တော့ဟိုလေစိတ်ကျမ်းမာရေးပညာရှင်ရှင်တွေကတော့ဒါလူသက်မှုကျူးလွန်ခြင်းကအားတဲ့ဒါလူတူချင်းစီရဲ့မူလစိတ်ယောဂခံနောက်ပြင်းထန်တဲ့စိတ်တန်ရာခံစားခဲ့ရဘူးတဲ့အခြေအနေနောက်အုံနောက်ဖွဲ့စည်းပုံချိုးရင်းချက်နဲ့ဒါလူမှုပတ်ဝန်းကျင်ပေါ့လေဒီသူရှင်တန်တဲ့လူလူမှုပတ်ဝန်းကျင်အခြေအနေဒီလိုစားတယ်ဒီလိုရှုပ်ထွေးရည်ပြီးပေါင်းစပ်မှုတွေကြောင်းတာဖြစ်ပေါ်လာတယ်ဆိုပြီးတော့ကောက်ချက်ချကြတာလည်းရှိပါတယ် စရောပြန်ကြည့်လိုက်ရင်တော့ဗျာအခုတူးလို့နေဆိုပြီးတော့ဆွဆွဲခံထားရတဲ့လူငယ်လေးပေါ့ကျွန်တော်ကတော့ဒီနေရာမှာဒါဟိုဆွဆွဲခံထားရတယ်လို့ပဲသုံးပါမယ်။ဘာကြောင့်လဲဆိုတော့ဟိုတကယ်ဟိုတရားဆုံးဖြတ်ချက်တကယ်ကိုမှုနဲ့ပတ်သက်ပြီးတရားရုံးရဲ့ဆုံးဖြတ်ချက်တွေပါကျွန်တော်မသိရဘူးလေမသိရသေးဘူး။ဆိုတော့သိရရင်တော့ဒီလိုတရားရုံးတွေကဟိုဘလို့ဟိုဘလောက်ယုံကြည်ရတဲ့စီရင်မှုလဲဘလောက်ယုံကြည်ရတဲ့တရားဥပဒေလဲကျွန်တော်မသိနိုင်ဘူးလေ။ဆိုတော့ဒီနေရာမှာတော့ကျွန်တော်ဒါဆွဆွဲခံရတဲ့ လူငယ်လေးလိုပဲကျွန်တော်သုံးပါမယ်ဆွဆွဲခံရရဆိုတဲ့စကားပဲကျွန်တော်သုံးပါကျူးလွန်သူတို့တိုက်ရိုက်ကျွန်တော်မသုံးချင်ပါဘူးနောက်တစ်ချက်ကကြတော့ဒီနေရာမှာကျွန်တော်ဟိုဆက်ဆက်လို့ပေါ့လေဟိုထည့်ပြီးပြောချင်တာကကျွန်တော်တို့ကဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီအမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆိုဆိုရှယ်မီဒီယာတွေမှာဟောသတင်းမီဒီယာတွေမှာဟောပြောဆိုရေးသားနေတဲ့အခါမှာကျွန်တော်တို့ကဒီတစ်ဖက်မှာပေါ့ဒီကျူးလွန်ခံခဲ့ရတဲ့ဒီမျိုးသမီးတွေပေါ့လို့ကျူးလွန်ခံရတဲ့မျိုးသမီးလေးရဲ့ဂုံသိက္ခာတွေသူ့ရဲ့လူဂုံသိက္ခာတွေထိခိုက်စေနိုင်တဲ့အပြောဆိုအရေးသားတွေကတော့ကျွန်တော်တို့ ဖြစ်နိုင်ရင်ကျွန်တော်တို့ရှောင်သိနေလို့ကျွန်တော်ကတော့ဒီနေရာမှာတိုက်တွန်းသင့်ပါတယ်ဆိုတော့ဒီလိုပြောတာကကျွန်တော်ကဒီလိုပြောဆိုနေတဲ့အကြောင်းအရာတွေမှာတချို့ကြတော့လေဒီမျိုးသမီးလေးကိုအခါချင်းငွေပေးပြီးတော့ခေါ်တယ်ဆိုတော့ပြောဆိုချက်တွေလည်းရေးသားချက်တွေလည်းရှိကြတာကိုရှိကြတယ်ဆိုတော့ဒါကတကယ်ဟုတ်နေလားမှန်နေလားမသိနိုင်သေးတဲ့အခြေအနေမှာဒီလိုအောက်ချက်ဆွဲချတာမျိုးပြောတာမျိုးတွေကတော့ဒါကျွန်တော်အနေနဲ့ရှောင်ရှားသင့်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့ဒီမှာလေခါချင်းငွေယူတဲ့မျိုးသမီး ဒီဒီဂုံသိက်ကမရှိဘူးဂုံသိက်ကမဲတယ်လို့ပြောတာမျိုးမဟုတ်ပါဘူးဒီလိုအခြေအနေအားလုံးကိုမသိနိုင်သေးတဲ့အခြေအနေမှာတခုခုကောက်ချက်ချပြီးပြောနေတာတွေကဒါကျူးလွန်ခံလိုက်ရတဲ့ပြန်ပြီးတုံ့ပြန်ပြောဆိုနိုင်ခြင်းမရှိတဲ့ဒီမျိုးသမီးလေးပေါ်မှာလည်းထိခိုက်နေတာစီရလို့ကျွန်တော်ကယူဆလို့ပါဆိုတော့ဒါကတော့ကျွန်တော်အနေငယ်သားနဲ့ဆက်ဆက်လို့ဖြစ်ဆက်ပြောတာပါဆိုပြန်ကြည့်အောင်ပြဒီအခုဒီကျူးလွန်နေဆိုပြီးတော့ဆွဆွဲခံထားရတဲ့လူငယ်လေးကဒါအသက်16နှစ်ပေါ်လေအခုချိန်မှာ16နှစ်ဆိုတော့ဒီအာနာသိန်းတဲ့အချိန်မှာသူ့အသက်ကဒါ16နှစ်သားအရွယ်ပဲရှိသေးတယ် ဆိုတော့တော်တော်လေးငယ်သေးတဲ့အချိန်ပဲပေါ့နော်ဆိုတော့ဒီလို၄နှစ်ကျော်အတွင်းမှာဒီတိုင်းပြည်ရတယ်တည်ရတိုင်းကိုဖုံးမောင်တည်ရတိုင်းပဲဟိုဘာမှလုံခြုံမှုမရှိဘူးစိတ်ရောလူရောလူငယ်တွေအတွက်ကောင်းမွန်တဲ့လူမှုပတ်ဝန်းကျင်အခြေအနေအခင်းချင်းဘာမှရှိမနေဘူးဒီလိုအခြေအနေမျိုးမဟုတ်ဘူးဒါတွေလည်းကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ်ဒါဟိုတက်တက်ပြီးစဉ်းစားဖို့လိုအပ်တယ်စဉ်းစားဖို့လိုအပ်တယ်ဆိုတာဒီလိုအသက်အရွယ်ဒီလိုလူငယ်တွေရဲ့စိတ်ခံစားမှုတွေအခြေအနေတွေအခွင့်အလမ်းတွေเนาะဒီလိုဟာတွေလည်းကျွန်တော်တို့ကအများကြီး ထည့်ပြီးတော့စဉ်းစဉ်းစားသင့်တယ်ပေါ့နော်ကိုဖုံးမောင်ပြောရတဲ့အထက်မှာပါတာပေါ့နော်ဆိုတော့ဟိုဒီလိုရုပ်ရှင်တွေဂိမ်းတွေတဲကနေပြီးတော့အတူယူပြီးတော့ရာဇဝမှုကျူးလွန်တာပေါ့ဆိုတော့ဒါမျိုးလည်းတချို့ကလည်း case study လုပ်ထားကြတာတွေရှိပါတယ်ဆိုတော့ဟို blue form လဲဟိုဒါ copycat crime လို့လည်းခေါ်ကြတယ်ပေါ့လေဒီအတူယူအတူယူပြီးတော့ဒီရာဇဝမှုတွေကျူးလွန်တာပေါ့ဟိုသဘောတရားကတော့ဒီပြစ်မှုကျူးလွန်သူတွေကဒီဒီရုပ်ရှင်တွေဗီဒီယိုတွေတဲကဒါဂိမ်းတွေတဲကဒီ သူတို့ကျူးလွန်ပုံနည်းတွေကိုပေါ့နော်အတီတာကူးယူတာမျိုးသူတို့ဖန်စီထားတဲ့ဒစားကန်နေနောက်တစ်ခါတားမှုလို့ရှိရင်သူတို့ရဲ့ဟိုပြစ်မဲ့သူတို့ရဲ့ဟိုဟာသားကောင်တွေပေါ့သားကောင်တွေကိုနှိပ်စက်တာတက်ဖြတ်တာတွေနောက်တစ်ခါဒီဒီခနာကူတွေကိုဖြောက်ဖြက်တာပေါ့ဒီလိုကျူးလွန်တဲ့ပုံတွေကိုကူးယူတာမျိုးတွေလည်းတချို့လည်းရှိကြပါတယ်ဒါပေမဲ့ဒီလို case study တွေကတော့ဒါဟိုစနစ်တကျဟိုတီးကြောက်ထားတဲ့စင်းအင်းတွေပေါ့နော်ဒါမျိုးတွေအခြေတွေ့တာတော့မရှိဘူး အဲတချို့တော့ကျွန်တော်တို့ဒီကိုဖုံးမောင်လည်းဟိုအရင်တော့အကြောင်းမှာမှာဒီစာတင်ကြောင်းတွေကိုစီးနေပြစ်ခတ်တာမျိုးတွေနောက်တကဒီဟိုဘယ်လိုခေါ်မလဲ serial killer လို့ခေါ်တာပေါ့နော်ဟိုဇက်ဟိုဂွင်းဇက်လူတက်သမားဇက်တိုက်လူတက်တာပေါ့အဲ့ဒီအဲ့ဒါမျိုးဇီလိုလူတက်နိုင်ကျူးလွန်ပုံတွေဒါတွေကဒီနမနမကြီးရုပ်ရှင်တွေစာအုပ်တွေဒီလိုတရုပ်ဖော်မှုတွေအတူတူထားတာတွေလည်းရှိတယ်လို့ဒီဒီရာသွေးမှုပညာရှင်တွေရဲ့ဒီမှတ်တမ်းတင်ထားတဲ့အချက်တွေမှာတော့ဒါတွေပါတာတွေ့ရပါတယ် ဒီနေရာမှာဟိုထည့်ပြီးစဉ်းစားဖို့လိုတာကဒီကျူးလွန်တဲ့လူတွေရဲ့ဒီစိတ်ရောဂါအခြေခံပေါ့လေလက်တွေ့စိတ်ရောဂါအခြေခံတွေလို့ကျွန်တော်ကထည့်စဉ်းစားကြတာတွေလည်းရှိပါတယ်ဒီစိတ်ရောဂါအကြောင်းပေါ့လို့လက်တွေ့ဘဝကိုမခွဲခြားနိုင်တဲ့ဖြစ်ရပ်တွေလည်းရှိတယ်။မာလူလူလူချို့လူငယ်တွေကဒီပြင်းထန်တဲ့စိတ်ကဆင်ကြရာယောဂါပေါ့လေစိုက်ကူးစစ်ပေါ့ဒါမျိုးခံစားနေရတဲ့အချိန်တွေမှာဂိမ်းတောင်းမှုရုပ်ရှင်တွေကအကြောင်းအရာတွေပေါ့ဒီလိုအကြောင်းအရာတွေကိုသူလက်တွေ့ဘဝလို့သူမှားမိပြီးယုံကြည်သွားတာပေါ့လေ ဟို delusion ဖြစ်သွားတာပေါ့ဒါမျိုးနောက်တော့ကာတီလို့သူ့မှာအတန်တွေရဲ့ခိုင်းစေမှုကိုနားခံတဲ့အခြေအနေဖြစ်ပြီးတော့တူးလွန်သွားတာမျိုးတွေလည်းဖြစ်တယ်ဆိုပြီးတော့ဒီလို case study တွေမှာဖော်ပြထားတာရှိပါတယ်အဲ့တော့ဟိုလေကျွန်တော်တို့ဒီနေရာမှာတစ်ချက်လောက်ပေါ့လို့ရှင်းလင်းအောင်ကျွန်တော်တို့ကဒီလို case study လေးလေ့လာကြည့်အောင်ပါလေ့လာကြည့်တဲ့အခါကျတော့ကျွန်တော်တို့ဟိုထင်ရှားတဲ့အချို့ဖြစ်ရလေးတွေရှိခဲ့ပါတယ်ဒီနိုင်ငံတကာမှာဖြစ်ခဲ့ရတာပေါ့လေဆိုဒီလိုရုပ်ရှင်နေ game နေနဲ့ပတ်သက်ပြီးတော့ဒီထင်ဟိုထင်ရှားတဲ့ case study လေးလုပ်ထားတာလေးတွေရှိကြပါတယ်အဲ့ဒါက ထင်ရှားတာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုတော်တော်လေးကိုလူတီများတာကတော့ကျိုးရှင်ကတကားဆိုကျွန်တော်တို့ဒါ1996ခုနှစ်ကထွက်ခဲ့တဲ့ Scream ဆိုတဲ့ရုပ်ရှင်စကားပေါ့လေဒီကားကဒါထိတ်လန့်သေးဖို့ရုပ်ရှင်အမျိုးအစားအကားမျိုးပေါ့ဆိုတော့အဲ့ကားကအဲ့ကားလာမှအရန်အောင်မြင်ခဲ့တယ်နောက်တစ်ကားကဒီအဲ့ထဲကဇက်လိုက်တွေကတကားလည်းမျက်နှာဖုံးတွေစွပ်ပြီးတော့ဒီဟိုလူသက်သမားတွေစီရင်ဒါထိုတိုက်ခိုက်ဒါတွေကိုကြုံရတယ်ပေါ့လေဒီလိုဖြစ်ဒီလိုဒါမျိုးဇက်လန့်ပေါ့ ဆိုတော့အဲ့ဒီဇလန်ကိုအတူယူပြီးတော့ဒီလိုမျိုးဟိုလူတက်မှုတွေကျူးလွန်ခဲ့တဲ့ဟိုဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်အဲ့ဒါဘယ်လိုဖြစ်ရမျိုးလဲဆိုရင်မှကျွန်တော်တို့ဟိုထင်ရှားတဲ့ဖြစ်ရပ်ဆိုလို့ရှိရင်ဒါ American က Wisconsin ပြည်နယ်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်ပေါ့လေ1998ခုနှစ်မှာဖြစ်ခဲ့တာအသက်16နှစ်ပဲရှိတဲ့ဒီလူငယ်လေးတူကဒါသူ့ရဲ့မိခင်ကိုဒီဓာတ်နဲ့အချိန်20ထက်မနည်းထိုးတက်ခဲ့ရပါပေါ့ထိုးတက်ခဲ့တဲ့ဖြစ်ရပ်မျိုးပေါ့လေဆိုတော့အဲ့ဒီမှာဒီကျူးလွန်တဲ့ဒီ ီကလေးရဲ့ဒီထွက်ဆိုချက်ပဆိုချက်တွေပေါ့လေပဆိုချက်တွေကရဲတွေနဲ့စိတ်ပညာရှင်တွေရဲ့ကောက်ချက်ရဆိုသူကဒီဒီရုပ်ရှင်ကားတွေကဒီဇက်ကောင်ရဲ့လွှမ်းမိုးမှုကိုခံရပြီးတော့မှသူ့ရဲ့ရုပ်ရှင်တွေကအတိုင်းပြုမှုတွေကိုလုပ်ခဲ့ရဆိုတဲ့ပုံစံသူထွက်ဆိုခဲ့တာရှိပါတယ်ဒါကလည်းထင်ရှားတဲ့ဖြစ်ရပ်တစ်ခုပေါ့လေဒါမှဒီနေရာမှာဒီစိတ်ပညာရှင်တွေကဒီသုံးသက်ကြတာပေါ့လေဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးသုံးသက်ကြတာလည်းရှိပါတယ်သုံးသက်ကြတဲ့အခါမှာဒီကောင်လေးနဲ့မြန်ဂေရုလို့ခေါ်ပါတယ်ဒီကလေးကဒီရုပ်ရှင်တွေကနေအတူယူခဲ့တာမှန်တယ်ပေါ့လေဒါပေမဲ့ သူ့မှာကဒီရုပ်ရှင်တွေကအတူတူတခုတည်းမဟုတ်ဘူးသူကအရင်ကတည်းကသူ့မှာဒီပြင်းထန်တဲ့စိတ်ခံစားမှုဆိုင်ရာမတည်ငြိမ်မှုတွေရှိခဲ့တယ်ဆိုတဲ့ဟာမျိုးဒီစိတ်ပညာရှင်တွေကခောက်ချက်ချခဲ့တယ်ပေါ့လေဆိုတော့ဒီရုပ်ရှင်ကတော့ဒါသူမတည်ငြိမ်တဲ့စိတ်ပိုင်းဆိုင်ရာတွေကိုပေါ်ထုတ်ဖို့ဒီပုံစံတစ်ခုသာပေးလိုက်တယ်ဆိုပြီးတော့လေဒါခောက်ချက်ချခဲ့ကြပါတယ်ဆိုတော့ဟိုလေဒီလိုဖြစ်ချက်တွေပေါ့လေဒီလိုရုပ်ရှင်တွေအားနဲ့အတူယူတယ်ဟိုဒီလိုမျိုးဒီရာဇဝတ်မှုတွေကျူးလွန်တယ်ဆိုတော့ဒီဖြစ်ချက်တွေကိုကျွန်တော်တို့ကဟို နဲ့ပတ်သက်ပြီးဒီလေးလာရတဲ့ဒီပညာရှင်တွေရဲ့ကောက်ချက်ချတာကတော့ဒါရုပ်ရှင်တွေကိုကြည့်တဲ့အခါမှာလူတန်းပေါင်းများစွာတဲ့ကမှဟိုတူးတယ်နောက်မှတယောက်နှစ်ယောက်ဒီဒီကသာဒီလိုတိုက်ခိုက်မှုမျိုးတွေကျူးလွန်တာဖြစ်တယ်ပေါ့လေဆိုတော့ဒါကဘာလို့ပြနေတယ်လဲဆိုတော့ဒီလိုမျိုးဒီရုပ်ရှင်တွေဂိမ်းတွေဒီလိုမီဒီယာဒါတွေကဟိုဓာတ်ရိုက်လူသက်သမားဖြစ်သွားအောင်တွန်းအားပေးတဲ့အရာမျိုးတော့မဟုတ်ဘူးဒီလိုဓာတ်ရိုက်လူသက်သမားဖြစ်သွားဖြစ်သွားတာမျိုးတော့မဖြစ်စေဘူးဆိုတော့ပြသတယ်ဆိုပြီးတော့ဒီလိုလေးလာသူတွေကောက်ချက်ချကြပါတယ် ဆိုတော့ဟိုဒီလိုအတူယူမှုတွေကဖြစ်တတ်တယ်ဒါပေမဲ့ဒီလိုအတူယူတဲ့ကျူးလွန်သူအများစုကသူကမူလမာကိုတွေကစိတ်ကျမ်းမာရေးဆိုင်ရာချိုးယွင်းချက်တွေရှိနေတယ်ဒါမှမဟုတ်လို့ရှိရင်သူကဒီလိုရာဇဝတ်မှုတွေကိုကျူးလွန်နိုင်တဲ့ရာဇဝတ်မှုတွေကျူးလွန်ဖို့ဥတီသွားနိုင်တဲ့ပတ်ဝန်းကျင်လူမှုပတ်ဝန်းကျင်အခြေအနေတွေမှာရှိနေသူတွေကဖြစ်ကြတယ်ဆိုတာမျိုးကိုဟိုဒါလေ့လာသူတွေကကောက်ချက်ချကြပါတယ်ကျွမ်းကျင်သူပညာရှင်တွေကကောက်ချက်ချကြတာဖြစ်ပါတယ်ဆိုတော့ပေါ့လေဒီလိုဖြစ်ချက်တွေကဒီရာဂိုင်နှုန်းအဖြစ်တော့ အရန်နဲပါတယ်ဆိုတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လည်းဒီစိတ်ပညာရှင်တွေကဒါလေ့လာဆောင်ကြည့်ရတဲ့အကြောင်းရင်းတွေဖြစ်တယ်ဆိုတာလည်းဒါသူတို့ပြောဆိုကြရတယ်ရှိပါတယ်ကိုဖုံးမောင်ကြီးဟုတ်ကဲ့ကိုကျော်မောင်ကြီးအဲနောက်ဆုံးဆွေးနွေးစီချင်တာကတော့ဒီလူတွေပြောနေကြတာခုနကိုကျော်မောင်ပြောသလိုမျိုးပေါ့ကျူးလွန်တယ်လို့ဆွဆွဲခံရတဲ့လူငယ်လေးပေါ့အဲလူငယ်လေးကသူက psychopath လို့လည်းဒီလူတွေက social media ပေါ်မှာပြောဆိုနေကြတာရှိရယ်ဗျာအဲ့နဲ့ပတ်သက်ပြီးတော့လေကိုကျော်မောင်ဘယ်လိုမြင်လဲတုံးသက်ပြီးပါ အာဟုတ်ကဲ့ပါကိုဖုံးမောင်ကြီးစိုက်ကိုပက်ဆိုတဲ့စကားကြတော့ကျွန်တော်ကလက်ဒီလက်ရှိပေါ်လေးစိတ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့ဒီစေအုပ်စုကိုပဲကျွန်တော်တွားပြီးတော့မြင်မိပါတယ်ဆိုတော့ဒီလူတွေကတော့ကျွန်တော်အမြင်ပေါ်လေးတကယ်စိုက်ကိုပက်တွေဖြစ်နိုင်ပါတယ်ဆိုတော့ခုနကဒီကျူးလွန်တယ်လို့ဆွဆွဲခံထားရတဲ့လူငယ်လေးကတော့ဒါစိုက်ကိုပက်ဟုတ်မဟုတ်ဆိုတာကတော့ဒါစိတ်ပညာရှင်တွေကပဲဒါလိလာတုံးတဲ့ပြောဆိုနိုင်ပါပါဒါကျွန်တော်တို့ကတော့ဒီအကြမ်းမြင်လိလာ ဟိုရှာဖက်ပြီးတော့ပဲဒီ సైకో ဘက်တွေရဲ့တယုတ်တဏ္ဍာရီကဘယ်လိုလဲလက္ခဏာတွေကဘာဒါတွေကတော့ကျွန်တော်အပေါ်ရန်အားဖြင့်တော့ကျွန်တော်လေ့လာကြည့်လို့ရရတယ်ပေါ့လေဆိုတော့ဟိုဟိုကျွန်တော်တို့ကတော့ဒါပညာရှင်တွေမဟုတ်တဲ့ခါကျတော့ဒါမျိုးကိုသုံးသက်ဖို့တော့ခက်ပါတယ်မဖြစ်နိုင်ပါဘူးပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီ సైకో ဘက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပေါ့လေဟိုဟာပေါ့ဒီ Kennedy လေ့လာကြည့် Google link လောက်ကြည့်တဲ့အခါမှာဒီ very well mind ဆိုတဲ့ website မှာရေးထားတဲ့ဒီစောင်းပါတစ်ပုဒ်မှာပေါ့နော်ဒီ ဒီ సైకో ဘက်တွေရဲ့ဒီလက္ခဏာတွေကိုသူဟိုတော်တော်လေးကိုကြည်ကြဲပြည့်ပြည့်လေးရေးသားထားတာကျွန်တော်တွေ့ရပါတယ်အဲ့ဒီမှာဒီ సైకో ဘက်တွေကလည်းဒါစာနာနားလည်မှုကင်းမဲ့လေးရှိပြီးတော့ဒါသူတို့တွေကလှည့်ပြားတတ်တယ်နောက်မိမိကိုယ်သာအဓိကထားတဲ့သူတွေဖြစ်တယ်ဆိုတာမျိုးကိုဒါသူဟိုရေးသားထားတာတွေ့ရတယ်ဆိုတော့ဒီမှာလေအဲ့ဒီဆိုအဲ့ဒီဆောင်းပါးထဲမှာလည်း సైకో ဘက်တွေရဲ့ဒီလက္ခဏာတွေကိုလည်းဟိုပြောပြထားတယ်ပေါ့နော်အဲ့ဒါတွေကဘာတွေလဲဆိုတော့ဒါဒါကျွန်တော်ကြည့်ရှုနေပြည်သက်တွေလည်းကျွန်တော်အလွယ်တကူနားလည်လို့ရအောင်ပြောပြရမယ်ဆိုရင်သူဒီလက္ခဏာတွေကဒါ လူမှုရေးဆန်းကျင်တဲ့အပြုမူတွေရှိတယ်နောက်တစ်ခါမိမိကိုယ်ကအဓိကထားရတယ်ပေါ့နော်ဒီအတကြီးရဲ့ဝါဒီတွေဖြစ်တယ်နောက်တစ်ခါဒီအပေါ်ယံဆွဲဆောင်မှုရှိတယ်အလင်းစလိုလှုပ်တတ်တယ်နောက်တစ်ခါဒီခေါင်းမာတယ်စိတ်ခံစားမှုကင်းမဲ့တဲ့လက္ခဏာတွေရှိတယ်နောက်တစ်ခုနောက်ထပ်တစ်ချက်ပေါ့လေဟိုနောက်ထပ်တစ်ချက်ကတော့ပို့ပြီးတော့မှဟိုရေးကြည့်ပါဒါပါလဲဆိုတော့ဟိုကိုကျူးလွန်လိုက်တဲ့အရာတွေကိုကျူးလွန်မိတဲ့အရာတွေမအပြစ်ရှိရဆိုတဲ့ခံစားချက်မျိုးတို့ကဘယ်တော့မှမရှိဘူးအပြစ်ရှိရဆိုတဲ့ခံစားချက်ကင်းမဲ့တယ်ပေါ့ နောက်တစ်ခါဒီစာနာနားလည်မှုကင်းမဲ့တယ်ကြောက်ရွံ့မှုကင်းမဲ့တယ်ဒီလိုအချက်တွေပေါ့ဒီလိုလက္ခဏာတွေရှိရဆိုပြီးတော့လေဒီ website မှာရေးသားထားတဲ့ဒါတွေ့ရပါတယ်ဒီထဲရနေမှာကျွန်တော်ထုတ်နှုတ်ပြီးတော့ပြောပြတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုကျော်မောင်အေးကျွန်တော်ကတော့ထပ်မေးဖို့မရှိတော့ပါဘူးကိုကျော်မောင်ဘာများဖြစ်ဆက်ပြောခြင်းသေးလဲကျွန်တော်နည်းနည်းဖြည့်ပြောခြင်းတာကတော့ဗျာဒီပြည်သူတွေရဲ့လူမှုဘဝနဲ့စိတ်လုံခြုံမှုကိုဒါအလေးနက်ထားတဲ့ပြည်သူတွေကရွေးချယ်ထားတဲ့အစိုးရလူငယ်တွေအနာဂတ်ကိုတန်ဖိုးထားတဲ့အစိုးရ ဒီလိုအစိုးရလက်ထက်မျိုးမှာဆိုရင်တော့ဆိုတော့ဒီလိုဖြစ်ရမျိုးတွေကိုဒါစနစ်တကျလေ့လာပြီးတော့ဟိုပြည်သူလူထုရဲ့စိတ်ရောလူရောလုံခြုံမှုအတွက်နောက်တစ်ခါဒီလူငယ်တွေရဲ့အနာဂတ်ကျွန်တော်တို့ဒီဒီနေ့ဒီကနေ့လူငယ်တွေကြုံတွေ့နေရတဲ့အခြေအနေနောက်တစ်ခါတရားဥပဒေစိုးမိုးရေးအခြေအနေတွေဒါတွေအတွက်စနစ်တကျလေ့လာပြီးတော့သုံးသက်တာမျိုးနောက်တစ်ခါဒီလိုဒီလိုအခြေအနေတွေကိုမဖြစ်ပေါ်လာပြင်ဆင်တာမျိုးဒါမျိုးအဆသရရပါဗျာဒါမျိုးကိုလှုပ်ဆောင်ရမယ့်အခြေအနေပါ ဆိုတော့အခုကတော့ဗျာတိုင်းပြည်ချင်းတွေကတော့ဒါကိုဖုံးမအောင်ပါဝင်အားလုံးသိတဲ့အတိုင်းပါပဲဆိုတော့တိုင်းပြည်ကဒီအာနာသိန်းမူအောင်မှာတကယ်ကိုဇောက်ထိုးဆင်းနေတဲ့အခြေအနေဆိုတော့ဟိုဒီလိုအခြေအနေမျိုးမှာကြတော့ဒါဆိုရှယ်မီဒီယာမှာငင်းခုံယုံတက်တက်ထက်ဟိုပူတဲ့အလင်းနဲ့သာမှုမျိုးဖြစ်ဖို့ကခဲရင်ပါတယ်ဆိုတော့ဟိုဒါတွေကတကယ်လက်တွေ့အခုကျူးလွန်တဲ့လူငယ်လေးတယောက်ကိုပဲကြည့်လို့မရပါဘူးဒီလိုမျိုးလူငယ်လေးဒီလိုမျိုးလူငယ်လေးစိတ်တန်ရာရှိနေတဲ့ဒီလူတွေကြောင့်ဖြစ်လာနိုင်တဲ့မလုံခြုံမှုတွေဒါတွေကို စနစ်တကျလေ့လာပြီးတော့မှဒီလိုကိစ္စတွေလုံးသိမ့်ပါတယ်ဒီလိုအခြေအနေမျိုးကတော့ပေါ့နော်ဆိုတော့ဟိုဟိုချုပ်ပြီးပြောရရင်တော့ဗျာဟိုကျွန်တော်နောက်ဆုံးပြောချင်တာကလက်ရှိကျွန်တော်တို့တိုင်းပြည်မှာပေါ့လေဒီမဆရာနာသိမ်းမှုရဲ့စိုးကျိုးနဲ့ဒီလူငယ်တွေကြုံတွေ့နေရတဲ့အခြေအနေတွေနောက်ခံအကြောင်းအရာတွေဒီလူမှုဘဝမှာပေါ့လူမှုအတိုင်းဝိုင်းထဲမှာရှိတဲ့စိတ်ဓာတ်ရာတွေဒီအခြေအနေတွေအဆအဆရာပေါ့လေဟိုဖြတ်တန်းရတဲ့အခြေအနေတွေဒါတွေကိုမျက်ွယ်ပြုပြီးတော့မှရုပ်ရှင်တွေဂိမ်းတွေအကြောင်းသာလူငယ်တွေက လမ်းမရောက်နေရပါတယ်ရာသွေးမှုကျူးလွန်လာတာပါလို့တော့ပုံချလိုက်လို့မရပါဘူးဗျဒါကတော့ကျွန်တော်ဒါနောက်ဆုံးဟိုဖြစ်ဆက်ပြီးပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလို့တုံသက်ပြတာကျေးဇူးပါကိုကျွန်တော်ဟုတ်ကဲ့ပါ BIM ရဲ့ Editor တုံသက်ချက်စီစဉ်ကိုဒီမှာပဲရန်နာကြပါတယ် issue အပေးရတယောက်စီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ